ဒီကြောင်လေးတွေရဲ့အရွယ်စားကလူရဲ့လက်တစ်ဖက်ပေါ်မှာတင်ထားလို့ရလောက်အောင်တင်းငယ်ပြီးကိုယ်လေးချိန်က1ကီလိုဂရမ်အောင်မပြည့်ပါဘူးကပားအသေးဆုံးကြောင်ဖြစ်တဲ့တောင်အာရှဒေတာက Rusty Spotted Cat ပြီးရင်တော့သူ့ကိုဒုတိယမြောက်အသေးဆုံးကြောင်အဖြစ်သတ်မှတ်ခံထားရပါတယ်ဒီနေ့အစီအစဉ်မှာတော့ခြေတော်နဲ့ကြောင်ရဲ့ထူးခြားစမ်းကျင်မှုတွေကို ပြောပြပေးခြင်းပါတယ်ဒီကြောင်မျိုးစိတ်ကတော့ Blood Footed Cat ခြေတော်နဲ့ကြောင်လို့ခေါ်ပြီး ပူပြင်းခြောက်တွေ့တဲ့တောင်အာဖရိကဒေသမှာနေထိုင်ကျဆားလေးရှိကြပါတယ်။သူ့ရဲ့နာမည်ကခြေထောက်နဲ့ကြောင်ဆိုပေမဲ့ခြေထောက်ကိုဒီအတိုင်းကြီးလိုက်ရင်တိတာမှမဟုတ်ပဲသူ့ခြေထောက်အောက်ကိုလန့်ကြီးလိုက်ရင်တော့ခြေဘွားတစ်ပြင်လုံးကွက်ပြီးမဲနေတာကိုတွေ့ရပါလိမ့်မယ်။ဒါဟာလည်းသူ့ရဲ့ထူးခြားတဲ့တင်ဂေတာတစ်ခုပဲဖြစ်ပါတယ်။အရွယ်ရောက်ပြီးသားခြေထောက်နဲ့ကြောင်တကောင်ဟာခေါင်းနဲ့ခန္ဓာကိုယ်အဆုံးထိကိုမှ 30ကနေ40စင်တီမီတာလောက်ပဲရှိတာဖြစ်တဲ့အတွက်အရန်ကိုတင်းငယ်ပြီးအိမ်မွေးကြောင်တွေနဲ့အရန်ဆင်တူတဲ့အတွက်ချစ်စရာလည်းအရန်ကောင်းကြပါတယ်။သူ့အမွေးအရောင်ကအညူရောင်ဖြော့ဖြော့အမဲအစင်အမဲအဆက်တွေနဲ့ရောထားတာဖြစ်တဲ့အတွက်ဒါဟာလည်းကြောင်မျိုးရင်းဝင်တွေရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ထို့အပြင်သူတို့အော်တဲ့အတန်ကလည်းအိမ်မွေးကြောင်တွေလိုမျိုးပါပဲ။ ေတောင်းနဲ့ကြောင်ဟာနို့တိုက်တတဝအတားစားမျိုးနွယ်ကြောင်မျိုးရင်းဝင်ကြောင်မျိုးနွယ်စုပဲဖြစ်ပါတယ်။ပူပြင်းချောက်တွဲတဲ့အာဖရိကဒေတာမျိုးမှာရေရှားပါတဲ့အတွက်ကြောင့်ရှင်တန်နေထိုင်ဖို့ရန်အတွက်တားကောင်ကိုပဲအတိကရှာဖွေစားတုံးပြီးလိုအပ်တဲ့ရေတက်ကိုသူတို့စားတုံးတဲ့တားကောင်တွေမှာတဆင့်ရယူလေးရှိပါတယ်။ခြေတော်နဲ့ကြောင်ကကျင်းတွေထဲမှာနေထိုင်ကြတော့လေသူတို့ကိုယ်တိုင်ကျင်းတူးပြီးနေတာမျိုးမဟုတ်ပဲ အခြားတတဝါတွေတူပီးတာကျင်းတွေထဲမှာဝင်လူပြီးနေထိုင်ကြလိရှိတဲ့အပြင်အခြားဘယ်လိုကျင်းမျိုးမှမဆိုနေရာတိတ်မရွေးပဲဝင်ရောက်နေထိုင်နိုင်ကြပါတယ်ခြေထောက်နဲ့ကြောင်တွေက နေဘက်မှာပုံအောင်အနားယူကြပြီးညဘက်ရောက်မှသာတားကောင်ကိုရှာဖွေစားတော့လိရှိပါတယ်ဒါကြောင့်မလို့လေသူတို့ရဲ့ညဘက်မြင်နိုင်စွမ်းကအရန်ကောင်းကြတာဖြစ်ပြီး သူတို့ရဲ့မျက်လုံးတွေကခန္ဓာကိုယ်အရွယ်စားနဲ့ရှင်ရင်အလွန်ကြီးတဲ့ထဲမှာပါပြီးအခြားကြောင်မျိုးရင်းဝင်အားလုံးထဲမှာအကြီးဆုံးဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ဒါဟာလဲသူတို့အတက်ရှင်တန်ဖို့ရန်အတွက်အဓိကအရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ညဘက်တားကောင်ရှာတဲ့အခါမှာ သူတို့ရဲ့မျက်စံတွေကမျက်လုံးအပြည့်နီးပါးကျဲတော်ပြီးကျဲရောင်လာရောင်တွေရဲ့အလင်းရောင်လောင်းတဲ့တင်တားကောင်ကိုကောင်းကောင်းမြင်နိုင်ကြပါတယ်။ဒါပေမဲ့ မမြင်နိုင်တဲ့ခြုံတွေကြားထဲကတားကောင်ကိုရှာဖို့ဆိုရင်တော့အကြအာယုံကိုလည်းပေါင်းဆက်အတုံးပြရမှာပဲဖြစ်ပါတယ်။သူတို့ရဲ့နေရွက်ကအနှဲငယ်လုံးဝိုင်းနဲ့ကျဲ့ပြန့်နေပြီးရင်အလွယ်တကူလှုပ်ရှားလို့လည်းရတဲ့အတွက်အနီးနားကတားကောင်တွေတစ်ချက်ကလေးလှုပ်ရှားလိုက်တာနဲ့ချက်ချင်းကြားရနိုင်စွမ်းရှိပါတယ်။ဒီတော့ခြေထောက်နဲ့ကြောင်ရဲ့တားကောင်တွေကဘာတွေဖြစ်မလဲဆိုတော့ကြောင်ဆိုတဲ့အတိုင်းကြွက်ဖန်းစားရတာကိုကြိုက်ကြပါတယ်။ဒီကန်တရာတဝိုင်းမှာ ကြွက်မျိုးစိတ်အများပြားရှိပါတယ်။ဥပမာ Garby, Springhare, Climbing Mouse စတဲ့ကြွက်တွေကသူတို့ကြိုက်နစ်တတ်တဲ့အဓိကတားကောင်တွေပဲဖြစ်ပါတယ်။တားကောင်ရှာတဲ့အခါသူကကြားတွေလိုပဲအမြဲတမ်းတကောင်တည်းပဲအစာရှာထွက်လေးရှိပါတယ်။သူအမဲလိုက်တဲ့ပုံစံကလည်းကြောင်မျိုးရင်းဝင်တွေရဲ့တမယိုးကျချင်းကနေဖြစ်တဲ့ခိုးဝင်တိုက်ခတ်နည်းကိုအတုံးပြုပါတယ်။သူတို့ကခန္ဓာကိုယ်ကို မြေကြီးနဲ့တတ်နိုင်တဲ့မြန်နီးအောင်ကတ်ထားပြီးတားကောင်စီကို ဖြည်းဖြည်းချင်းကတ်သွားပြီးမှ ရုတ်တရက်ခုံအုပ်ဖမ်းယူတတ်ကြပါတယ်။တင်းငယ်တဲ့ကြွက်လေးတွေကစလို့တူးထက်အရွယ်စားကြီးတဲ့အာဖရိကယုံတွေလိုမျိုး တားကောင်တွေကိုပါဖမ်းဆားနိုင်တဲ့အတွက်လုံးဝကို ထိတ်တန့်အမဲလိုက်ချန်ပီယံပါပဲ။ခြေထောက်နဲ့ကြောင်တွေမှာနောက်ထပ်အံဩဖွယ်ကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုရှိပါသေးတယ်။ကြားရကောင်ကအမြင့်3မီတာခန့်အထိခုန်နိုင်ပြီး ခြေထောက်နဲ့ကြောင်ရဲ့အရွယ်အစားကကြားရဲ့ဆဲပုံတစ်ပုံတော့မရှိပေမဲ့သူတို့ရဲ့ခုံနိုင်တဲ့စွမ်းအားက2မီတာအထိရှိတာဖြစ်တဲ့အတွက်ဒါဟာကြားတကောင်အနည်းနဲ့30မှ20မီတာခန့်အထိခုံနိုင်တဲ့တဘောတက်ရောက်ပါတယ်။ဒီလိုခုံနိုင်စွမ်းကောင်းတဲ့အတွက်သားကောင်ရွေးချယ်စရာနောက်တစ်မျိုးရလာပါတယ်။အဲ့ဒါကတော့ငှက်တွေပါပဲ။ခြေထောက်နဲ့ကြောင်ကငှက်အနားကိုခိုးပြီးချင်းကပ်သွားလိုက်ချိန်မှာငှက်ကတုကိုတွေးလို့ အပေါ်ပြန်တက်သွားရင်တောင်မှသူကအတာလေးခုန်ဖမ်းနိုင်ပါတယ်။ငှက်အသေးစားတွေအပြင်အရွယ်အစားကြီးမားတဲ့ငှက်တွေကိုလည်းလေထဲကနေတားဆီးဖမ်းယူနိုင်တဲ့အတွက်ဒီလိုကျွမ်းကျင်မှုကတော့လုံးဝအံ့အားတင်စရာပါပဲ။ဂျာမန်လူမျိုးဂေဟဗီဒပညာရှင်ဒေါက်တာအလက်ဆန်ဒါစလေဝါဆိုသူကခြေထောက်နဲ့ကြောင်တွေအကြောင်းကိုနှစ်30ကျော်လေ့လာခဲ့ပြီးပညာရေးဆိုင်ရာစာတမ်းပေါင်းများစွာကို လေးလာရေးတားခဲ့သူတဦးပဲဖြစ်ပါတယ်။ခြေထောက်နဲ့ကြောင်ရဲ့အမဲလိုက်ပုံကိုလေးလာရင်ဒေါက်တာကခြေထောက်နဲ့ကြောင်နှကောင်ကိုနိုင်ပေါင်း600ကျော်ကြာခြေရာခံခဲ့ပြီးရလက်များကတော့သူ့ကိုအံအားတင်တော်စေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ခြေထောက်နဲ့ကြောင်ရဲ့အမဲလိုက်ထိရောက်မှုနှုန်းကအလွန်ကြောက်စရာကောင်းလို့ပဲဖြစ်ပါတယ်။သူတို့ကပြင်းမြအားဖြင့်မိနစ်90ကြာတိုင်းကြော်ရိုးရှိတဲ့တော်ဝါတကောင်ကိုဖန်ဆားနိုင်ပြီးတစ်ခေါက်မှလည်း တညတဲ့နဲ့တားကောင်14ကောင်အထိဖမ်းယူနိုင်ခဲ့ကြောင်းတွေ့ရှိခဲ့ပါတယ်။သူတို့ရဲ့အမဲလိုက်အောင်မြင်မှုနှုန်းက60ရာခိုင်နှုန်းခန့်ရှိပြီးအခြားကြောင်မျိုးရင်းဝင်များဖြစ်ကြတဲ့ကြာချင်းတိတ်တို့ရဲ့အောင်မြင်မှုနှုန်းကတော့20ရာခိုင်နှုန်းမှ30ရာခိုင်နှုန်းခန့်သာရှိပါတယ်။ထို့အပြင်ခြေထောက်နဲ့ကြောင်တို့ကတားကောင်ရှာဖွေရန်တညတဲ့နဲ့10မှ15ကီလိုမီတာကျော်ခန့်လှုပ်ရှားတွာလာလေရှိကြပြီးဒေါက်တာစလီဘာခြေရာခံခဲ့တဲ့ ဂျိုင်ရာလို့အမည်ပေးထားတဲ့ခြေတောင်နဲ့ကြောင်တကောင်ဆိုရင်တညာတဲနဲ့ကီလိုမီတာ30ခန်းအထိရှောက်လန်းခဲ့ဘူးတော်ကိုတွေ့ခဲ့ရပါတယ်သူတို့ရဲ့ခန္ဓာကိုအရွယ်စားနဲ့နှိုင်းရှင်ရင်ဒီအကွာဝေးကတော့မယုံနိုင်စရာပါပဲဒီလိုအပြင်းထန်လှုပ်ရှားမှုတွေကြောင့်လဲသူတို့ကတညာအတွင်းမှာပဲသူတို့ရဲ့ကိုယ်အလေးချိန်ရဲ့6ပုံ7ပုံခန့်ရှိတဲ့သားကောင်တွေကို မနာတမ်းရှာဖွေစားသုံးလို့ရှိပါတယ် အထက်မှာပေါ်ပြခဲ့တဲ့အတိုင်းခြေထောက်နဲ့ကြောင်ကတကောင်နဲ့နေတိုင်းကျစားတတ်တဲ့တရဝမျိုးဖြစ်တဲ့အတွက်ကြောင်အမတကောင်စီတွင်ကိုပိုင်နေမီ10စတူယန်ကီလိုမီတာခန့်ရှိပြီးကြောင်အထီးတွေရဲ့နေမီကတော့အမတွေထက်ကိုပိုမိုကျေပြန့်လေးရှိပြီးကြောင်အမများရဲ့ကျစားရနေမီများနဲ့ထိဆက်နေလေးရှိပါတယ်ခြေထောက်နဲ့ကြောင်တွေက အော်တိုဘာလာမှမလအတွင်မျိုးပွားလေးရှိတော်လဲကြောင်အမတွေရဲ့မျိုးပွားနိုင်တဲ့အချိန်ကာလက လွန်တူတောင်းတက်ကြပြီးတရက်တောင်မကြာတတ်တဲ့အတွက်အကယ်၍ကြောင်အထီးတွေက အချိန်မှန်ရောက်မလာလို့အဲ့ဒီတရက်ကိုလွတ်သွားခဲ့ရင် နောက်တစ်နေ့အထိပြန်ဆောင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ကိုဝင်ဆောင်ကာလကနလကျော်ခန့်ကြာတတ်ပြီးတရာဂရန်ထက်မပိုတဲ့ကြောင်ပေါက်လေး၄ကောင်အထိငွေဖွားလေးရှိပါတယ်။ငွေကင်းစကြောင်ပေါက်လေးတွေက အလွန်လင်းမြန်စွာကြီးထွားလေးရှိကြပြီးနှစ်ပတ်လောက်ဆိုရင် ကောင်းကောင်းလမ်းလျှောက်နိုင်ကြပါပြီ။ ီအရွယ်ရောက်ပြီဆိုရင် မိခင်ကြောင်မကြီးကကြောင်ပေါက်လေးတွေကိုရတတပတ်ပြည့်တိုင်းနေရာအတိတ်တို့ပြောင်းရွှေ့နေထိုင်လေးရှိပါတယ်။အကြောင်းရင်းကတော့အနာပတ်ဝန်းကျင်မှာ ဖန်ဆားစရာတားကောင်တွေတိတ်မရှိတော့တဲ့အတွက်ကြောင့်ရေကြောင်ပေါက်တွေကိုပတ်ဝန်းကျင်အမျိုးမျိုးနဲ့ထိတွေ့ကျွမ်းကျင်စေဖို့ရန်အတွက်လဲပါတယ်လို့အဲ့ဒီထက်ပိုအရေးကြီးတာကတော့ခွေးအလိုတဘာဝရန်သူမျိုးတွေရဲ့အန္တရာယ်ကနေရှောင်ရှားဖို့သူတို့ရဲ့အနံတက်တွေကို ဖြောက်ဖြက်ပြဖို့ရန်အတွက်တည်နေရာပြောင်းကျခြင်းပဲဖြစ်ပါတယ်။ကြောင်ပေါက်လေးတွေကနှစ်လတာအရွယ်မှာနှုတ်ပြက်ပြီးသုံးလတာအရွယ်မှာကိုယ်တိုင်အမဲလိုက်နီးတင်ယူကြရပါတယ်။လေးလတာအရွယ်မှာတော့မိခင်တန်ကနေခွဲခွာပြီးအရွယ်မရောက်ခင်အထိတော့သူ့အမေရဲ့နေမြေအတွင်းမှာပဲဆက်လက်နေထိုင်ပြီးမှ အတက်ရှင်တန်ရေအတက်ပညာတွေကို လေ့ကျင့်တင်ယူကြရပါတယ်။ခုနလမှ9လအရွယ်ရောက်လို့ ပညာရင်းကျက်လာပြီဆိုမှတာမိမိကိုယ်ပိုင်နေမည်အတစ်ကိုရှာဖွေခွဲထွက်ပြီးမှတကောင်နဲ့အတက်ရှင်နေထိုင်ကြပါတယ်ခြေထောက်နဲ့ကြောင်တွေဟာနေထိုင်ကျက်စားရာဒေတာရှားပါမှုနဲ့တရားမဝင်ဖန်ဆီးခံရမှုတို့ကြောင့်ယခုအချိန်မှာအကောင်ကြီးတက်တောင်းအောက်တာကျန်တော့တဲ့အတွက်မြို့တုံးမဲ့အန်ဒီရဲ့ကြားရောက်နေပြီဖြစ်လို့ခြေထောက်နဲ့ကြောင်များအပါဝင် အခြားရှားပါတော်ရဲ့တရိစံတွေကိုဖန်ဆီးရောင်းဝယ်ခြင်းမျိုးမပြုလုပ်ဘဲ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြဖို့ပြောရင်ဒီနေ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျ။နောက်အစီအစဉ်တွေမှာပြန်ဆုံကြပါမယ်။